န္တလေးတိုင်းမြင်းကြံခရိုင်အတွင်းမှာစစ်စင်ရေရှိန်မြင့်တင်နိုင်ဖို့အတွက်မြင်းကြံခရိုင်အထူးစစ်ကြောင်းကိုဖွဲ့စည်းလိုက်ပြီးလို့မြင်းကြံ plot တိုက်က MPD တပ်ဖွဲ့ကောင်းဆောင်ပိုမိုက်ခဲကရန်ကုန်ခေတ်စ်ကိုပြောပါရယ်မနေ့က November 28ရက်နေ့မှာမန္တလေးတိုင်းမြင်းကြံခရိုင်ထဲမှာရှိတဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုအကြမ်းဖက်ဆဲအုပ်စုရဲ့ရန်ကနေကာကွယ်ပေးနိုင်ဖို့နဲ့ ပြန်ကျင်းနေတဲ့တရင်တပ်ဖွဲ့တွေကိုစူးစီးကရန်သူကိုအထိနာစေမဲ့စစ်စင်ရေးတွေဖော်ဆောင်နိုင်ဖို့ကိုရည်ရွယ်ပြီးမြေကျန်ခရိုင်အထုလှုပ်ရှားစစ်ကြောင်းကိုဖွဲ့စည်းလိုက်တာလို့သိရပါတယ်။ဒါအပြင်ပြည်သူတွေအနေနဲ့လည်းဒီအချိန်ကအရန်ခက်ခဲတဲ့ကာလဖြစ်ပေမဲ့ဒီကာလကိုခက်ခဲတွေကြားကနေစစ်စစ်ယုံယုံနဲ့ရုံထွက်နိုင်မှသာတော်လိုင်းအောင်ပန်းအသီးပွင့်တွေကိုပြည်သူတွေခံစားကြရမှာပါလို့မြေကျန်ပလတ်တိုင်းက MPD တပ်ဖွဲ့ကောင်းဆောင်ဘိုမိုက်ခေကပြောပါတယ်။အဲ့ဒီမြင်းကျန်ခရိုင်အထုလှုပ်ရှားစစ်ကြောင်းမှာနထိုးကြီးပြည်ပ Defense Force NPDF တောင်သာပြည်ပဒက်ဖတ်ဖို့ TDA PDF နထိုးကြီး Gorilla Force NGF မြေကြံ Blood Tiger MPD One More Column ငဇုံ PDF ငဇုံမီနက်ကတပ်ဖွဲ့နဲ့အာမတ်သေးပြောက်ကြားတပ်ဖွဲ့တို့ပါဝင်တယ်လို့သိရပါတယ်မြေကြံခရိုင်ထူးစစ်ကြောင်းအနေနဲ့အခုကြေညာချက်ထုတ်ပြန်ခြင်းကနေစတင်ပြီးမြေကြံခရိုင်ထဲမှာရှိတဲ့စစ်စင်ရေးတွေမှာညီနောင်မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်သွားမယ်လို့အသိပေးထားပါသေးရဲ့ အခုလိုမျိုးပဲမြေကြံခရိုင်အတွင်းစီရေးအရှင်ပုံမှုမြင့်တင်နိုင်ဖို့နဲ့ဆရာနာရှိအမြင့်ပြတ်ချေမုန်းနိုင်ဖို့အတွက်ညီကိုစိတ်တက်ရေးဖို့ရေးဘက်စိတ်တက်တွေနဲ့ပူပေါင်းပါဝင်တိုက်ပွဲဝင်ခြင်းနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုလည်းမြေကြံခရိုင်အထူးလှုပ်ရှားစစ်ကြောင်းကလက်ကမ်းကြိုးစိုးနေတယ်လို့အသိပေးထားပါသေးရဲ့ရှင်။